ားလုံးပဲမင်္ဂလာပါရှင်။ CG Black Box ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလေဝသအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမအစဉ်ဒီပါ။ဒီနေ့အောက်တိုဘာလတရနေ့ဗုဒ္ဓဟူးနေ့အတွက်တနင်္ဂနွေရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ပထမဆုံးအနေနဲ့မင်္ဂလာပင်လယ်အော်ရဲ့အခြေအနေကိုကြည့်လိုက်ရအောင်ပါ။မင်္ဂလာပင်လယ်အော်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာပုံမအားကောင်းလာပြီးအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေတာကိုတွေ့ရပါတယ်။ဒီလေပြင်းနဲ့ရေဝန်ဟာမနက်ဖြန်မှာပုံနိုင်ရဲ့အဖြစ်ကိုရောက်ရှိနိုင်ပြီး နောက်တနည်းမှာတော့အိန္ဒိယနိုင်ငံကန်ကြီးကိုဖြစ်ကြုံဝင်ရောက်သွားဖို့ရှိနေပါတယ်။ DH အင်ကြောင့်မြန်မာနိုင်ငံအနောက်ပိုင်းဒေသတွေမှာတိုင်တိုင်းတွေပုံမှုထူထပ်လာနိုင်ပါတယ်ရှင်။ဒီနေ့အတွက်အဓိကသတိပြုရမယ့်နေရာကတော့မြန်မာပြည်ရဲ့မြောက်ဘက်အစွန်ဆုံးဒေသတွေပဲဖြစ်ပါတယ်။တိုင်ဖုန်မုန်တိုင်းဘူးအလွန်ရဲ့လက်ကျန်မုန်တိုင်းချင်းကြံတိုင်တိုင်းတွေဟာကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းကိုဝင်ရောက်နေရာကြောင့်ကချင်ပြည်တစ်ခုလုံးနီးပါးဒီနေ့မိုးလွန်များလာပြီးနေရာကွက်မိုးသည်ထန်စွာရောက်နိုင်ပါတယ်ရှင်။ အထူးသဖြင့်မြစ်ကြီးနားဝိုင်းမော်မိုးညင်းမိုးကောင်ဖားကန့်ဗမော်ရွှေကူပူတာအိုစားရဲမြို့နယ်တွေမှာမိုးလွန်များလိုက်ပြီးမြစ်ကြီးနားမြို့မှာဆိုရင်မိုးရေကျဲလေးလက်မကျော်ထိရွာသွန်းလိုက်ပါတယ်။ဝိုင်းမော်ဖားကန့်နဲ့မိုးညင်းမြို့နယ်တွေမှာလည်းမိုးရေကျဲတလမခွဲကနေနှစ်လမခွဲနေပါတင်ရှိနိုင်ပါတယ်။ဒါကြောင့်ဒီဒေသတွေမှာရုတ်တရက်ရေကြီးတာလမ်းရေကျော်တာတောက်ကြရေအချိန်နဲ့စီဆင်းတာနဲ့တောက်စိန်လောက်ွက်တွေကနှုန်ကန်ကြတာမျိုးတွေဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့အထူးသတိပြုရှောင်ရှားကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ ဆက်လက်ပြီးသဂိုင်းတိုင်းထပ်ပိုင်းနဲ့ချင်းပြည်နယ်ဘက်ကိုကြည့်မယ်ဆိုရင် ခန်းတီ၊ဟောင်မလင်း၊လေရှိ၊တီတိတ်၊တုံးစံ၊ဖလန်း၊ထန်တလန်နဲ့ဟာခါမြို့တွေမှာမိုးများလိုက်ပြီးဟာခါမြို့နယ်တွင်းမှာတော့မိုးလွန်များလိုက်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းကကြောက်မယ်၊တီဘော၊လာရှိုးနဲ့မန္တလေးတိုင်းကအင်းတော်ပင်တရာတို့မှာလည်းမိုးတင်းတင်းကနေမိုးများလိုက်ပါတယ်ရှင်။မိုးများတာနဲ့အတူမြေကြီးအခြေအနေတွေကိုလည်းသတိပြုရမှာပါ။ရှမ်းပြည်အခြေပိုင်းတာချီလေးမျိုးကမေဆိုင်၆ရက်ဟာဒီနေ့မနက်မှာပဲဆိုရရေမထက်ကိုရောက်ရှိလာခဲ့ပြီး နောက်ထပ်၃ပြည့်လောက်ထိမြင့်တက်လာနိုင်သေးတာကြောင့်ကန်နာနိုင်ပိုင်ကပြည်သူတွေရေပြည်လို့ရကိုကြိုတင်ရှေ့ပြောက်ထားဖို့အရေးကြီးပါတယ်ရှင်။အလားတူပဲစစ်တောင်မြေကြီးဟာလည်းတောင်ငူနဲ့မတောင်မြို့တို့မှာဆွေရည်အမတ်ထက်တပေဝန်းကျင်မှာရှိနေပြီးမနေ့ပြန်အထိဆက်လက်မြင့်တက်နိုင်တာကြောင့်ပြည်ဝံတခြားအနိုင်ပိုင်ဒေသတွေအထူးသတိပြုဖို့လိုအပ်ပါမယ်။ပင်လယ်ပြင်ခရီးသွားလာသူတွေနဲ့ရေလုတ်သားတွေအတွက်လည်းမြမကယ်ယူတဲ့တခြားနယ်ကန်လွတ်ပင်လယ်ပြင်တွေမှာလေပြင်းတက်နိုင်မိုင်30နှုန်းလောက်တိုက်ခတ်နိုင်ပြီးလိုင်းအမြင့်6ဘေကနေ7ဘေထိရှိနိုင်တာကြောင့် ပြည်လည်ပြင်ခရီးစဉ်တွေကိုထူးထူးပြုသွားလာကြဖို့အသိပေးလိုပါတယ်ရှင်။ပြည်ပူရအဖြစ်တော့ဒီနေ့မှာကချင်ပြည်နယ်ရှမ်းပြည်အရှေ့ပိုင်းရခိုင်ပြည်အေရဝတီနယ်တနင်္သာရီတိုင်းတို့မှာမူတိုက်တောက်တွေဖြစ်ထုံမှုအကောင်းနေပြီးမူသေးဌာနလေပြင်းတိုက်တာနဲ့မိုးကြိုးပြစ်တာတွေဖြစ်နိုင်ပါတယ်။မူလဝေဒါဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝေဒါခမှန်ချက်တွေကိုဆက်လက် စောင့်ကြည့်ပေးကြဖို့လည်းမြစ်တိုင်းရခန့်လိုပါတယ်ရှင်။ CJ platform ရဲ့မူလဝေဒါခမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးကြသူအားလုံး တဘာဝပင်စစ်ပေတွေကနေကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါတယ်ရှင်။မိမိတို့ဒေသတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာမျှဝေပေးကြပါဦးရှင်။